ဒီအနယ်လေးထိချုပ်ထားတဲ့ကြောက်မဲကိုဥတီနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာနောင်ပိန်အကျော်ခိုက်တုံဟုံရွာနာအထိရောက်လာပြီးဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်ထပ်အောင်သတင်းပေးပို့ထားပါရှင်ဒီနယ်လီထိန်းချုပ်ထားတဲ့ကြောင်းမဲကိုဥတီထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာလက်ရှိမှာတော့နောင်ပိန်ကိုကျော်ပြီးခိုက်တုံဟုံရွာနာအထိရောက်နေပြီလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။လက်ရှိမှာတော့နောင်ပိန်နဲ့ခိုက်တုံဟုံကြားမှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီကတော့လေကြောင်းနဲ့ဒရုန်းတွေကိုအများပြအသုံးပြုတိုက်ခိုက်နေတာဖြစ်ပြီးမြေပြင်အင်အားကလည်းများတယ်လို့မြေပြင်သတင်းရင်းမြစ်တူကဆိုပါတယ်မြေပြင်သတင်းရင်းမြစ်တူပြောပြတာကို TV ကနောက်ခံအသံထည့်ဖတ်တာပါတယ်ဟုတ်တယ်ခိုက်တုံဟုံနားထီတော့ရောက်လာပြီကြော်တော့မကြော်သေးဘူးနောင်ပိန်နဲ့ခိုက်တုံဟုံကြားမှာဖြစ်နေတာဒီနေ့ထိလည်းတိုက်ပွဲရှိတယ်စကားစကားမြေပြင်အင်အားလည်းများတယ်လေကြောင်းနဲ့ဒရုန်းတွေကိုတောက်လျှောက်သုံးနေတာ တိုက်ပွဲကတော့အခုထပ်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်လို့မြင်ပြင်းတင်းမြေကပြောပါတယ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ DNL ရဲ့ပြောရေးဆိုခွင့်ရှိသူကိုချင်းချင်းဆက်သွယ်မေးမြန်းပေမဲ့ပြန်လည်ဖြေဆိုတာမရှိသေးပါဘူးစစ်ကောင်စီကတော့အကြောင်းမဲ့ထိုးစစ်မှာရှမ်းမြောက်မှာရှိနေတဲ့အင်အားတွေအလုံးကိုဆွဲထည့်ထားတယ်လို့စီးလေးလာတုံးသက်သူဖြစ်တဲ့စီဒီအမ်ဘူကြီးကိုစင်ရောကပြောပါတယ်ကြောင်းမဲ့စစ်မျက်နှာကိုစကကစနစ်ကတရင်လျင်တမ9ကတရင်9ရင်တမ71ကတရင်3ရင်စကကတကတရင်လျင်ရမခအတိုင်းတက်ကတရင်နေနဲ့ စုစုပေါင်းတက်ရင်20ဝန်းကျင်တက်မအနေနဲ့ဆိုရင်တော့နှမကျော်လောက်အထိဆွဲထည်ထားတာလို့လည်းဆိုရတယ်။အပန်း20နီးပါးလောက်နဲ့ပြန်ပြီးတိုက်စစ်ဆင်လာတဲ့အနေအထားမျိုးကိုတွေ့ရတယ်။အဲ့ဒါနောင်ချိုကလည်းဒီကြောင်မဲအထိလမ်းကြောင်းပေါ့နော်ကျွန်တော်တို့နောင်ချိုဂုံတွင်းကျွန်တော်တို့နောင်ပိန်ပေါ့နော်နောင်ပိန်ကလည်းအခုရှေ့ကိုရောက်လာပြီ။နောင်ပိန်မှာကိုပဲကျွန်တော်တို့လက်နဲ့ကြီးပေါ့အဲ့တောင်ခမ်းတက်နေတဲ့ကလက်နဲ့ကြီးအနည်းဆုံးကျွန်တော်တို့တက်ခွဲတက်ခွဲနဲ့မနှိမ့်နဲ့ပြအားနဲ့ ပြစ်နေတာကိုတွေ့ရတယ်။တနက်ကြီးပြစ်ကူတွေကတော့နောင်ပိန်မှာပဲအထိုင်ချလာတာဖြစ်ပြီးခိုက်တော်ဟုံးဒီတော်မရောက်လာသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီကနောင်ချိုကိုတိမ့်ပိုက်ပြီးတဲ့နောက် TNL ထိန်းချုပ်ထားတဲ့နောက်ထပ်မျိုးတွေဖြစ်တဲ့ကြောင်မန်းနဲ့မိုးကိုကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင်းဒေသခံထောင်ထဲချီပြီးလဲစစ်ဘေးတင်းရှောင်နေကြပါတယ်။ကျွန်တော်ထားအောင်ပါ။